မင်္ဂလာပါဒီနေ့ပြပြောမှာကတော့အခု မြန်မာနိုင်ငံတော်မှာအခမ်းအလာရတဲ့ငလျင်တန်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့စိတ်ကျန်းမာရေးအခြေအနေအကြောင်းတစ်ခုဖြစ်ပါတယ်ဘလို့လူတွေမှာဖြစ်လာနိုင်လဲဆိုတော့အခုငလျင်တန်ကိုခံလိုက်ရပြီးတော့အထဲမှာပိတ်မိပြီးတော့လွမြောက်လာတဲ့သူတွေအခုကယ်ဆယ်ရေးလုပ်နေတဲ့သူတွေနဲ့ဒီငလျင်တန်ကို မျက်မြင်ကိုယ်တွေ့ခံစားလိုက်ရတဲ့သူတွေအကုန်လုံးကလေးငယ်တွေမှာအပါ ဖြစ်နိုင်ပါတယ် ဒီအခြေအနေကို PTSD လို့ခေါ်ပါတယ်သူ့အရှင်ကောင်းကတော့ post traumatic stress disorder ဖြစ်ပြီးတော့သူကစိတ်ထိခိုက်နာကျင်စရာတွေတွေ့ကြုံပြီးွားလို့ရှိရင်အနောက်မှာဖြစ်လာနိုင်တဲ့စိတ်ထံရာယောဂါတစ်ခုဖြစ်ပါတယ် ဒီ PTSD ကတော့တချို့ကတော့ရင်းနှီးပြီးသားဖြစ်မှာပေါ့နော်ရုပ်ရှင်တွေထဲမှာဆိုအများကြီးတွေ့ရတယ်ဥပမာမင်းသားမင်းသမီးဟိုဟာရုပ်ရှင်တွေမှာပေါ့နော်ကားတိုက်မှုကားအက်ဆီဒန့်ဖြစ်တာတွေပြီးသွားလို့ရှိရင်ပြန်ပြေးဆွဲခံရတာတွေပေါ့နော်အဲ့ဒါမျိုးတွေကြုံပြီးသွားလို့ရှိရင်အနောက်မှာအိမ်မဆိုးတွေမတ်တယ်နောက်အဲ့ဒီအတိတ်တွေကိုပြန်မြင်အောင်နေပေါ့နော်အဲ့ဒီဟာမျိုးတွေတွေ့ဘူးချက်မှာပါအခုဒီ PTSD ကတခြားဘလို့အခြေအနေမှာဖြစ်လာနိုင်ဆိုလို့ရှိရင်ခုနကပြောတဲ့အတိုင်းကားတိုက်တာကိုပြန်ပြေးဆွဲခံရတဲ့အဲ့လိုမျိုးအက်ဆီဒန့်တွေကြုံပြီးတဲ့အပြင်ပေါ့နော်ကိုထိလက်ရောက်ကျူးလွန်ခံရတဲ့အခြေအနေမျိုးတို့မထိန်ချင်းခံရတာ တာတို့ဥမာအခုဆိုလို့ရှိရင်ငလျင်တန်ပေါ့နော်ကြောက်စရာကောင်းတဲ့ဘလို့အခြေအနေမျိုးမဆိုအဲ့လိုမျိုးကြုံတွေ့ခံရပြီးွားလို့ရှိရင်ဖြစ်လာနိုင်တဲ့အခြေအနေတခုပါဒီ PTSD ဘယ်အချိန်မှာစဖြစ်လာနိုင်ရဲ့ဆိုတော့အများသောအားဖြင့်ဒီဒီယောဂအခြေအနေကဟိုတလအကြာမှာပေါ့နော်ဒီဖြစ်ရက်ကိုကြုံတွေ့ပြီးတလအကြာမှာဖြစ်တတ်တယ်ဒါပေမဲ့တချို့ကကြတော့လေတစ်ပတ်တလတစ်နှစ်အဲ့ဒီအကြာမှာဖြစ်တတ်တယ်လို့မျိုးနှစ်တည်းအကြာကြီးနေမှာဖြစ်တတ်တာလည်းရှိတယ် ဘလိုလက္ခဏာတွေခံစားရလဲဆိုလို့ရှိရင်သူကအများအားဖြင့်အဲ့ဒီဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နေရာကိုပြန်ရောက်သွားတာမျိုးပေါ့နော် flashback တွေနောက်ပုံရိပ်တွေပေါ့နော်အဲ့ဒီဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေမျိုးလုံးထဲမှာပေါ်လာပုံပေါ်ပြန်ပုံပြန်ပေါ်လာတဲ့ဟာမျိုးတွေနောက်ပြီးသွားလို့ရှိရင်အိမ်မဆိုးတွေမှတ်တာတွေဖြစ်တတ်တယ် နောက်ညအိတ်မပြောတာတွေအိတ်ပြောသွားလို့ရှိရင်လည်းခုနပြောသလိုအိမ်မဆိုးတွေမှတ်တာတွေကိုကိုကိုအပြစ်ရှိတယ်လို့ခံစားရတာဒေါသထွက်လွယ်တာထိတ်လန့်လွယ်တာစိတ်ပိုင်းဆိုင်ရာထုံသွားတာနံဖြစ်သွားတာပေါ့နော်ဘာမှခံစားမှုမရှိတော့တာမျိုးတွေအဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ် နောက်ပြီးတော့လူတွေနဲ့ဝေးရမှာနေတာလူတွေကိုရှောင်ပြီးနေတာပေါ့နော်ပြီးရင်လောကကြီးကိုမကောင်းမြင်မှုတွေများလာတာပေါ့အဲ့လိုမျိုးစိတ်ခံစားချက်ပိုင်းဆိုင်ရာလက္ခဏာတွေအပြင်ကိုသူကခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေလည်းရှိတယ်ပေါ့နော်ဥပမာချွေးထွက်များတာနောက်တစ်ခုလုံးတုံ့ပြန်လာတာပြီးရောလို့ရှင်ဟိုမူးမော်တာတွေပြီးရင်ဟိုနာကျင်မှုတွေခံစားရတာအဲ့လိုမျိုးခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေပါရှိလာနိုင်တယ် ဒီယောဂလက္ခဏာတွေကအများကြီးရှိပေမဲ့တရားနဲ့တရားခန်းစားရတဲ့ဒီလက္ခဏာတွေကတော့မတူဘူးပေါ့နော်။ဘေးဆိုလို့ရှိရင်လည်းအမှတ်နှစ်တုံးပါပေါ့နော်။ဒီလို PTSD လိုမျိုး trauma ပုံစံမျိုးဖြစ်ခဲ့ပူတယ်။ဒီဘေးဖြစ်ပျက်ခဲ့တဲ့ဒီအတွေ့အကြုံကတော့ပေါ့နော်။အခုဒီငလျင်တန်ကြီးနဲ့ရှင်လို့ရှိရင်ဘာမှမပြောပါတော့ဘူးအသေးလေးပေါ့နော်။အာဒါပေမဲ့ဟိုတော်တော်ကြာကြာ တော်တော်လက္ခဏာတွေကိုတော်တော်ခံစားလိုက်ရတယ်ပေါ့နော်ဒီလိုမျိုးတက်တာလာအောင်လို့ဟိုဘေးမနစ်တုန်းကအဲ့ဒီမှာဆေးယောဂကူဌာနမှာပေါ့နော်ဟိုဆင်းတော့ကအွန်ကောဂျူတီဆင်းတော့ကလူနာတယောက်ဟိုကက်ကြီးနဲ့ချင်းချောက်တာခံလိုက်ရတယ်အဲ့ဒီတော့ကဆိုလို့ရှိရင်ဟိုအဲ့ဒီနေ့မှာလုံးဝလုံးဝလူက break down ရပြီးတော့လုံးဝဂျူတီဆက်မဆင်းနိုင်ငိုပြီးတော့အဲ့ consultant ပုံဆက်ပြီးတော့ဟိုဂျူတီမဆင်းနိုင်ဘူးပြောတာပေါ့နော်ပြီးတော့နောက်ရက်တင်မှာဆိုဘာဖြစ်လဲဆိုတော့ဟိုကအိမ်မဆိုးရိမ်မှတ်တာလုံးဝအောင်လေ ဟိုညတိုင်းညတိုင်းအိမ်မဆိုးတွေမှတ်တာအဲ့ဒီအဖြစ်အပြက်နေရာကိုပြန်ရောက်သွားသလိုမျိုးဖြစ်တာဟိုစိတ်ရောကအဲ့ဈေးရုံယူရောက်သွားသလိုမျိုးအိမ်မထဲမှာနေတိုင်းနေတိုင်းမှတ်တာမှတ်ပြောလို့ရှိရင်ဟိုညညဆိုလို့ရှိရင်လေငိုငိုပြီးတော့ထလာပြီးမှတဲရှင်နေလို့တော့တယ်ဟိုလုံးဝညညရယ်ဆိုလို့ရှိရင်ငိုပြီးထတာထအဲ့လိုမျိုးဖြစ်တိုင်းများညဘက်ဆိုလို့ရှိရင်လည်းအဲ့ရမှာအောင်ကြောက်လာတယ်ပြီးတော့ ဂျူဒီကတော့နောက်ပိုင်းကျတော့နားပြီးတော့နောက်ပိုင်းဆက်စင်းရတော့အဲ့ဒီစိတ်ကျမ်းမာရေးဆေးုံမှာအဲ့ဒီဝင်းထဲမှာပဲဆက်စင်းရတော့အဲ့ဒီအဆောက်အဦးကိုမကြည့်ရဘူးပြီးရင်အဲ့ဒီအရှိကနေဖြတ်မလျှောက်ရဘူးအဲ့လိုပေါ့ဟိုစိတ်စိတ်ပိုင်းဆိုင်ရာအဲ့လိုမျိုးထိခိုက်မှုတွေဖြစ်သွားတော့ပြီးသွားလို့ရှိရင် physical symptoms ဆိုပြီးခန္ဓာကိုယ်မှာဖြစ်တဲ့ symptoms ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအဲ့တရေကားကြည့်ပြီးသွားတဲ့အချိန်မှာလေကြောဖြန်းကနေဖြစ်ပြီးတော့လေအဲ့ဘယ်လိုပြောမလဲအဲ့ကြောချမ်းတဲ့ခံစားမှုတွေပေါ့အဲ့ဒီဟာကိုတောက်လျှောက်နေတိုင်းခံနေရတာ ဟိုတော်တော်ကြာကြာခံရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီယောဂကတယောက်နဲ့တယောက်ဖြစ်တဲ့ယောဂလက္ခဏာတွေကမတူဘူးလို့ရှိရင်ဖြစ်တဲ့အခြေအနေခံစားရတဲ့သူတွေကလည်းခန္ဓာရည်ရတယောက်နဲ့တယောက်မတူဘူးအဲ့တော့ဟိုကိုကအများကြီးခံလာရတယ်သူကနည်းနည်းပဲခံလာရတယ်အဲ့လိုမဟုတ်ဘူးဘယ်လိုပြောမလဲအနေနဲ့အများဘာလို့မဆိုခံလာရတဲ့သူမဆိုဟိုကိုယ်ထိုင်ရကိုယ်ဝဲတည်ရပါတော့အဲ့တော့ကိုကကို relax ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလေးတွေပြောပြမယ်ပေါ့နော် အခုဆက်ပြောမှာကတော့ဒီ flashback symptom တွေပုံရိပ်တွေမျက်လုံးထဲမှာပြန်ပေါ်လာတဲ့အချိန်တွေနောက်ပြီးတော့အဲ့ဒီအချိန်အဲ့ဒီအခြေအနေကိုပြန်ရောက်သွားတဲ့စိတ်ကပြန်ရောက်သွားတဲ့အခြေအနေမျိုးတွေအိမ်မဆိုးတွေမတ်တဲ့အချိန်ပြောလို့ရှိရင်ဒီ panic attack တွေဖြစ်တဲ့အချိန်မှာစိတ်ကိုနေအောင်ဘယ်လိုထားမလဲဆိုတဲ့နည်းလေးကိုပြောပြပေးပါပါအခုပြောမယ့်နည်းကတော့ belly breathing လို့ခေါ်တဲ့ one bite နဲ့အသက်ရှူနည်းပါဒီနေ့ကတော့ဗုဒ္ဓဘာသာဝင်ရဲ့တရားမှတ်တဲ့နည်းနဲ့တူတယ်ဘယ်လိုလုပ်ရမလဲဆိုတော့လက်တစ်ဖက်ကိုသူကရင်မှတ်ပုံမှာတင်မယ် နောက်လာတစ်ဖက်ကို1 byte ပေါ်မှာတင်မယ်ပြီးွားလို့ရှိရင်နှာခေါင်းကနေပြီးတော့ဖြည်းဖြည်းချင်းအသက်ကိုဝအောင်ရှူသွင်းမယ်ပြီးရင်အသက်ရှူထုတ်တဲ့အခါမှာဗစက်ကနေပဲဖြည်းဖြည်းချင်းရှူထုတ်မယ်အဲ့လိုမျိုးရှူသွင်းတဲ့အချိန်မှာရင်ပန်းနဲ့မရှူဘဲနဲ့သူက1 byte နဲ့ပဲရှူအော်1 byte နဲ့ရှူဆိုတော့ရှူသွင်းတဲ့အချိန်မှာ1 byte ကိုပဲဖောင်းလာပါစေပေါ့နော်အဲ့ဒီနေ့တိုင်းပဲရှူသွင်းရှူထုတ်ကို9မိနစ်ကနေပြီးတော့10မိနစ်ထိလုပ်ပြီးတော့စိတ်ကိုနေအောင်ထားနိုင်ပါတယ် အခုဒုတိယပြောမှာကတော့ grounding ဆိုတဲ့နေပါ grounding ဆိုတာကတော့အဲဒီအိမ်မဆိုးတွေမတ်တဲ့အချိန် flashback တွေရတဲ့အချိန်ပြီးရင်ကိုယ့်ရဲ့စိတ်ကအဲ့ဒီအချိန်အဲ့ဒီအဖြစ်ပြက်အဲ့ဒီနေရာကိုပြန်ရောက်သွားတယ်လို့မျိုးဖြစ်တဲ့အချိန်မှာကိုကိုကိုဒါအရင်တော့ဖြစ်ခဲ့တာအခုဖြစ်နေတာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်စိတ်ကိုအခုအခုလက်ရှိပစ္စုပန်ကိုပြန်ခေါ်တဲ့နေဖြစ်ပါတယ်ဒီနည်းမှာဘာလို့သုံးရမလဲဆိုရင်အာယုံ၅ပါးဖြစ်တဲ့အကြအမြင်အထိအတွေ့အနံ့ကိုသုံးမှာဖြစ်ပါတယ် ဒီအာယုံ၅ပါးမှာအရင်ဆုံးအကြားနဲ့စမယ်ပေါ့နော်အကြားဆိုလို့ရှိရင်လူစိတ်ကတွေးကြည့်လိုက်ပေါ့နော်ဟိုခံစားကြည့်လိုက်ပေါ့ဘာကြားနေရလဲအခုလက်ရှိဘာကြားနေရလဲဘေးနားမှာဖြတ်သွားတဲ့လူတန်လားကားတန်လားငှက်တန်လားအဲ့လိုကြားနေရတဲ့ဟာကိုလိုက်ပြီးတော့တွေးကြည့်ပေါ့နော်ပြီးရလို့ရှိရင်အကြားပြင်အမြင်အမြင်ဆိုလို့ရှိရင်ကိုယ်မျက်စိရှိမှာအခုဘာမြင်နေရလဲဥမာသပွဲမြင်နေရလားခုံမြင်နေရလားလူမြင်နေရလားအဲ့ဒါကြီးလိုက်ကြည့်ပေါ့နော်လိုက်ခံစားကြည့်မယ်ပြီးရင်အကြားအမြင်ပြီးရင်အာအနက် နံ့တော့အခုလက်ရှိဘာအနံ့ရနေလဲဟိုတဏ္ဍာခိုင်းနိုင်တဏ္ဍာနံ့လို့ပြောရင်ဟိုပန်းနံ့လို့အစားတော့ကော်ဖီနံ့လို့ပေါ့နော်အမျိုးဘာအနံ့ရနေလဲအနီးနားမှာအရအနံ့လိုက်ပြီးတော့လိုက်ပြီးတော့တွေးကြည့်ပေါ့နော် ပြောရလို့ရှိရင်အရသာ အရသာဆိုလို့ရှိရင်ကိုယ်ပါဇက်ထဲမှာဘာအရသာရနေလဲအခုလက်ရှိဘာအရသာရနေလဲပေါ့နော်အော်ဥမာဟိုရေလေးတောက်ကြည့်ပြီးတော့ငါဒီအရသာရရဲဥမာမုံလေးစားကြည့်ပြီးတော့ဒီမုံရဲ့အရသာကိုရတယ်ပြီးတော့လို့ရှိရင်အကယ်၍စားစီရိုက်ပါဘာမှမရှိဘူးဆိုရင်တော့မှအနောက်ဆုံးစားခဲ့တဲ့ဟိုမီးဘောနောနောက်ဆုံးစားခဲ့တဲ့အစားအသောက်ကိုစဉ်းစားပြီးတော့ဒီရတာဆိုပြီးတော့တွေးကြည့်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ပြီးအထီးတွေ့အထီးတွေ့မှာဆိုလို့ရှိရင်တော့ဟိုဘာနဲ့အခုလက်ရှိ ဘာနဲ့ထိနေလဲဆိုတာမျိုးတွေးကြည့်ပေါ့ဥမာဟိုအသားမှာဆိုလို့ရှိရင်ဟိုဒီအင်ကြီးကအင်ကြီးနဲ့ထိတွေ့ရှိတယ်ပြီးရင်ခုံမှာဆိုလို့ရှိရင်ငါထိုင်နေတယ်ခုံနဲ့ထိနေတယ်ပြီးရင်ကျမ်းမြင့်မှာခြေောက်ကကျမ်းမြင့်မှာခြားထားတယ်ဒီအထိတွေ့ပေါ့နော်ဒီအာယုံ၅ပါးကိုလိုက်ပြီးတော့ခန်းစားကြည့်ပေါ့နော်ခန်းစားပြီးတော့သူကကိုကိုကိုဒီပစ္စုပန်ပြန်ခေါ်လိုက်တာစိတ်ကိုဒီနည်းကိုသုံးပြီးတော့လဲစိတ်ကိုညင်အောင်ထားလို့ရပါတယ်ဒီနည်းရပါတော့ဟိုဘယ်လိုပြောမလဲစလုတ်တဲ့အချိန်မှာခတ်တယ် ဘောက်လဲဆိုတော့ဒီ attack ပြရတဲ့အချိန်မှာစိတ်ကမတည်ငြိမ်ဘူးပေါ့နော်အဲ့ဒီနေရာပဲရောက်နေဆိုတော့စိတ်ကိုစူးစီးဖို့ဒီနည်းရေတုံးရမယ်ဆိုတာခတ်တယ်ဟိုဘေးလဲလှုပ်ကြည့်ခဲ့တော့တည်ရပေါ့နော်ခတ်တာတည်ရဒါမဲ့ဟိုစူးစမ်းပြီးလှုပ်ကြည့်ပါဟိုဖြည်းဖြည်းချင်းနဲ့စိတ်ကဟိုတည်ငြိမ်ပြီးတော့တတ်တာလာမှာပါဒီအခုပြောခဲ့တဲ့နီလန်းအပြင်တခြားနီလန်းတွေလည်းအများကြီးရှိပါသေးတယ်ဒီ PTSD အကြောင်းပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဘလောက်ကြာကြာထိဖြစ်နိုင်လဲ တချို့ကကြတော့တပတ်တလနဲ့လက္ခဏာတွေဖြစ်ဖြစ်ချင်းတက်တာလာတယ်လို့မျိုးတချို့ကကြတော့လည်းနှိမ့်နေချီမပြောက်တာတွေရှိတယ်။အဲ့လိုမျိုးနှိမ့်နေချီဖြစ်ပြီးတော့ဗောနောကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်လာနိုင်ပြီအဲထိခိုက်လာပြီးစိတ်ကျန်းမာရေးအပြင်ကိုယ်ခန္ဓာကျန်းမာရေးပါထိခိုက်လာပြီဆိုလို့ရှိရင်တော့ဟိုစိတ်ရောဂါကိုဟိုစိတ်ရောဂါအထူးကုနဲ့ပြဖို့အကြံပေးပါတယ်။နောက်အရေးကြီးတာတစ်ခုပြောချင်တာကတော့ဒီငလျင်တန်းကြီးလွတ်မြောက်လာတဲ့သူတွေဥမာအထက်ကပိတ်မိပြီးတော့အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကို အထဲမှာဘာဖြစ်ခဲ့တယ်ဆိုရဲအဖြစ်အပျက်တွေကိုမပြောချင်လို့ရှင်အတင်းမမေးဖို့ပါတကယ်ဒီစိတ်တရားရွာရတဲ့သူတွေကဒီအဖြစ်အပျက်တွေကိုပြန်ပြောတဲ့အချိန်မှာဟိုသူတို့ အဲ့ဒီဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုထပ်ပြီးတော့ကြုံတွေ့သလိုနောက်တစ်ခါကြုံတွေ့လိုက်ရသလိုမျိုးဖြစ်တတ်တယ်။အဲ့တော့စိတ်တန်ရအောင်နှစ်ခါပေးသလိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အကယ်၍သူတို့မပြောချင်လို့ရှိရင်အတင်းကြီးလက်မပေးပါနဲ့။အခုကတော့အကုန်လုံးကသိချင်နေကြရပေါ့နော်။အထက်မှာဘလို့ဘလို့အသက်ရှင်လာလေတွေပါတွေပေါ့။ဟိုမှာဟိုမီဒီယာတွေသတင်းသမားတွေအရန်ကိုသိချင်နေပြည်သူတွေရလည်းဟိုဟိုသိချင်စိတ်တွေကများမယ်။အဲ့တော့အတင်းလိုက်နေတဲ့အခြေအနေတွေရှိတတ်တယ်။ဒါပေမဲ့ဟိုတကယ်ခံလိုက်ရတဲ့သူတွေကပြန်ပြောဖို့ အစင်သစ်မဖြစ်သေးဘူးဆိုလို့ရှိရင်တော့လိုက်မမေးပါနဲ့မပြောချင်တဲ့သူတွေကိုအတင်းလိုက်မမေးခြင်းဖြင့်သူတို့ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ကူညီကြရအောင်နော်အခုအကောင်လုံးကဒီငလျင်တံကိုခံရတာမလို့အနေနဲ့အများတော့စိတ်တရားကိုစီရှိကြမှာပါလူတယောက်နဲ့တယောက်ဒီလိုကြုံတွေ့ရတဲ့အတွေ့အကြုံများမတူတဲ့လိုမျိုးတယောက်နဲ့တယောက်ဒီစိတ်ခံနိုင်ရလည်းမတူပါဘူး အဲ့ဒါကြောင့်မလို့ကိုခံရတာကိုနဲတယ်လို့များတယ်လို့သူများနဲ့ရှင်ပြီးတော့ပေါ့နော်ဟဲ့နင်းဒီလောက်လေးဖြစ်တာဘာမှမဖြစ်ဘူးသူများရဲ့ဆိုနင်းထပ်ပိုဆိုးတယ်လို့ပြောအချင်းချင်းပေါ့နော်ဟိုတယောက်နဲ့တယောက်လိုက်မရှင်မဲနဲ့အားလုံးအတူတူဝိုင်းဝန်းဖိမပြီးတော့အချင်းချင်းအပိစကားပြောကြရင်းနဲ့ဒီကပေးကြီးကိုတူတူကြော်ထားကြရအောင်နော်